go to work မင်းအလုပ်ကိုဘယ်အချိန်သွားတာလဲအလုပ်ကို သွားတဲ့အချိန်ကိုမေးတာ when did he leave သူဘယ်တုန်းကထွက်သွားခဲ့တာလဲစသဖြင့်ဒီလိုမျိုး question တွေဆိုလို့ရှိရင်အချိန်ကိုမေးတာဖြစ်တဲ့အတွက်ဖြေတဲ့အခါကြလို့ရှိရင်လည်းအချိန်ကို တိတိကျကျလေးဖြေဖို့လိုတယ်ဥပမာဆိုရင် at 3 pm လား at 4 o'clock လားစသဖြင့် လှုပ်ဆောင်တဲ့အချိန်ထွက်သွားတဲ့အချိန်တွေကိုတိတိကျကျလေးဖြေပေးရတယ်ဒါက WHEN 1ကို question နေမေးခွန်းနေမှာ question word အဖြစ်သုံးပြီးတော့မှမေးတာဖြစ်တယ်မေးခွန်းစာကြောင်းရဲ့ရှေ့ဆုံးမှာထားပြီးတော့မှသုံးရတယ်နောက်တစ်ခု WHEN 1ကိုပဲဘယ်ညမှာသုံးလဲဆိုရင် conjunction အနေနဲ့သုံးတယ် conjunction ဆိုတာက class နှစ်ခုဒါမှမဟုတ်လည်း phrase နှစ်ခုဒါမှမဟုတ် action နှစ်ခုပေါ့နော်ကိုလှုပ်ဆောင်တဲ့အကြောင်းအရာပြီးရခါကျရင်အဲ့ဒီအကြောင်းအရာနှစ်ခုကိုချိတ်ဆက်ပြီးတော့မှစာကြောင်းရဲ့အလယ်မှာထားပြီး